မိတ်ဆွေကအခုမှ fitness journey ကိုစတင်ရှောင်လန်းမဲ့သူဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါကျွန်တော်ရဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကိုအခြေခံပြီးမိတ်ဆွေတို့အကောင်းဆုံးအကြံပြုချက်လေးတွေကိုလမ်းညွှန်ပေးထားပါတယ်နံပါတ်1 fitness ဒီရေတိုခီးစဉ်မဟုတ်ပါဘူး life long process ပါအချိန်ယူရပါတယ်စိတ်ရှည်ရပါတယ်သိခံရပါတယ်အဲ့တော့ခရီးရှည်ဖြစ်တဲ့အတွက်ရေတိုရလက်ရှာခြင်းကမိတ်ဆွေကိုလမ်းလွှဲစေပါလိမ့်မယ်ငွေတွေကုန်ပါစေလိမ့်မယ် ရင်းနေစားမိစေပါလိမ့်မယ်ဒုတိယအချက်က fitness journey ကကျွန်တော်တို့ထင်သလောက်တော့မလွယ်ဘူး physically ကျွန်တော်တို့အပင်ပန်းခံနိုင်ပေမဲ့ mentally အရန် challenge ဖြစ်ပါတယ်အရန် demanding ဖြစ်ပါတယ်အဲကျွန်တော်တို့တစ်ခါတစ်ခါမှာ workout မလုပ်ချင်တဲ့အချိန်တွေရှိတယ်။ lifestyle ကိုစနစ်ကျမထိန်းနိုင်တဲ့အချိန်တွေရှိတယ်။ဒီလို consistency ရှိဖို့စနစ်ကျလုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ mentally strong ဖြစ်ဖို့လိုအပ်တယ်။နောက်တစ်ခုကကျွန်တော်တို့ fitness journey မှာကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေထဲမှာအမားတွေအများအားရှိနိုင်ပါတယ်အမားတွေကပြဿနာမဟုတ်ပါဘူးပိုကောင်းတဲ့အရာလက်တွေရှိဖို့ဦးတည်စေတာပါအဲ့တော့ try and error လေးတွေကိုစိတ်သက်ကြစရာမလိုဘူးစဉ်ဆက်မပြတ်လေ့လာပြီးရှေ့ဆက်သွားဖို့ပဲလိုအပ်တယ် consistency လိုအပ်တယ်စွဲရှိဖို့လိုအပ်တယ်အဓိကပြောချင်တာက deep fitness ပါကစွဲမြင်မှုနဲ့စိတ်ရှည်မှုပါ genetic တွေမွေးရပါအချိုးအစားတွေကခောက်ပါ ကျွန်တော်တို့စင်ပေါ်တက်နေတဲ့ပြိုင်ပွဲဝင်အကြောင်းပြောနေတာမဟုတ်ဘဲနဲ့ပုံမူချမ်းမှာကောင်းမွန်တဲ့ lifetime တစ်ခုကိုတည်ဆောက်လိုတဲ့သူတွေအတွက်ဒီဗီဒီယိုလေးနဲ့အမျှဝေပေးနေတာဖြစ်တယ်။ဟုတ် fitness နဲ့ပတ်သက်ပြီးအခုမှစပြီးယောဂတွေဝင်လာပြီဆိုရင်ကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါပါလဲဆိုရင် bike စီးတွေခဏခောက်ထားပါ။တခြား fancy ကြော်ညာတွေ shocket ဆိုတဲ့အရာတွေအားလုံးခောက်ထားပါ။ carbohydrate စားရင်ဝရတယ်ဆိုတဲ့အယူအဆကိုမြေမြုပ်ထားပါ။ ပရိုတင်းအများကြီးစားရင်ကြောက်ကပ်ထိတယ်ဆိုတဲ့အယူအဆကိုလည်းမြေမြုပ်ထားပါ။အာ healthy individual တယောက်ကလက်ကျင်ကလုပ်တယ်ဆိုရင်ပရိုတင်းတိုးစားလို့ရပါတယ်။အစီစားလို့အစီတက်မယ်ဆိုတဲ့အယူအဆကိုလည်းခဏလေးမေ့ထားပါ။တကယ်တော့အဲ့ဒီဟာတွေမလိုတဲ့အပိုးအကြာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့မေ့ထားလို့ရတယ်။ဒီဗီဒီယိုလေးမှာလိုတိုရှင်းလေးကျွန်တော်မျှဝေပေးထားတယ်။မိတ်ဆွေအတွက်အတွေးတစုံတရာရမယ်။တစုံတရာအကျိုးရှိမယ်ဆိုရင်တော့အခြားမိတ်ဆွေတွေပြန်မျှဝေပေးပါ။ဒီဗီဒီယိုလေးနဲ့ကျွန်တော်တင်ဆက်မှုကအဆင်ပြေ yes လို့မှတ်ပေးပါချေးဇူးတင်ပါတယ်